ဆရာတော်ရတ္တိရိယာကိုအနာဂတ်မျိုးရတာမြတ်စွာဘုရားကဒိဋ္ဌာမိတိစိတ်တံဥပ္ပစတိ ရမယ်လို့သိကြဖြစ်ရနေတာဟာရက်ချင်တဲ့စိတ်ကြောင့်ရနေရက်ချင်တဲ့စိတ်ဟာပုံကတော့မဟုတ်ဘူး သိကရက်ရှင်လို့ရက်တတ်တဲ့ရုပ်ကိုတိုက်တွန်းရုပ်ဆိုတဲ့အောက်ပြန်တတ်တဲ့သဘောတရားကဆိုင်ရဆိုင်ရပထဝီနဲ့ဝါရောကိုအားပေးလိုက်တော့တောက်ပြီးကျန် سجل لك انا سجل مو طرني مو سوية طبعوا بدي فوق صدوة ما هو أدي كناهو ရှင်မထောတော့ပြောပါပြီခါဟောက်ဆက်မတောင်းတမဲ့ဟောက်ပြန်မှုဟောက်ပြန်တဲ့သဘောလို့သိနေပါဒီကြတဲ့စိတ်ရော

ဖောက်ပြန်တဲ့သဘောသိရခန္ဓာကိုယ်ထက်ပိုင်းကလည်းပဲတကြွရွတလုံးလုံးဒီရုပ်ဗနလက္ခဏာကိုပြောက်ပြန်တဲ့သဘောလို့သိနေပါ ခန္ဓာကိုယ်အလုံးခြုံကြည့်တော့ဘာသာတောင်တက်ခတ်မာတဲ့သဘောတွေကလည်းပေါက်ပြန်လို့ပြက်အဘောကလောက်ကနေဇောနဲ့စီရင်နဲ့လောက်ကနေသဘောတွေကလည်းပေါက်ပြန်လို့ပြက်ဟုတ်ပြန်ပြီးတော့ပြက်နေတဲ့သဘောတွေပဲ။ဒီလိုပါ။ ရုပ်ပါမတ်တို့ရဲ့ဟောက်ပြမှုသဘောတရားတို့ဒီလိုရဲ့သိစွာပူတဲ့ပြည့်မှုကိုဟောရနေတယ်။ဟောက်ပြံတိုင်းသောသဘောတရားကြီးပြည့်နေတ မိမိတို့လိတ်လာထားကြတော့လေ့ကျင့်ထားကြတော့ခန္ဓာကိုယ်သိထားတဲ့သဘောတရားတွေဟောပြန်တိုင်းသောသဘောတရားတွေအားလုံးပြည့်နေတယ်ဘောက်ကတောင်းတင်းတဲ့သဘောဟာလည်းပဲတောင်းတင်းတဲ့အနေမဟုတ်တော့ဘူးကြောင်လေးပြည့်စည်တဲ့သဘောတွေဖြစ်နေတယ် အပေါ်ပိုင်းကအကျိုးအကျိုးတမောမှာသဘုမှုသဘောတရားတွေအားလည်းပဲသူရဲ့လမ်းကြောင်းတိုင်းပြည့်စုံတဲ့သဘောတရားကြီးဖြစ်နေတယ်။သဘောလုံးကြီးပြည့်နေတဲ့ပြည့်စုံတယ် ခန္ဓာကိုယ်အနှစ်သာရပြည့်စုံပြီးတော့ထုတ်လိုက်တယ်။ဘယ်နေရာကြည့်ကြည့်ဒီသဘောဝတရားတို့ကိုပြည့်နေတာပါလား။ပြည့်တဲ့သဘောတွေကိုသိနေရအောင်။ မိမိခန္ဓာသတ်မှတ်ထားတဲ့ဗျာရှိပြားဒီဗျာဒီသိသိရှိတဲ့သဘောတရားအားလုံးပြည့်နေတဲ့အတွက်ဒီဗျာရပြာမရှိတဲ့သဘောတရားခုပဲအပြည့်ပေါင်းများစွာခုနေတဲ့ ဘဘောတရားတွေမိမိခန္ဓာကိုယ်ဘယ်စိတ်ပိုင်းလဲရှိရှိသူ့နေရာနဲ့သူ့ကိစ္စနဲ့မင်းမင်းပဲပြောင်းလဲပြည့်စည်တဲ့သဘောတွေပဲတွေ့ မိမိတို့ဒီပြည့်မှုစီဟာဘုရားရဲ့ပုဂ္ဂိုလ်သတ္တဝါရဲ့လုံဆောင်ချက်မဟုတ်သဘာဝတရားတို့ရဲ့ပင်ကိုမှုရဲ့မိမိတို့ကိစ္စကဘောပြန်လာဦးသိနေမယ်ပြစ်ထောက်ဦးသိနေမယ်တခုလုံးရောက်เสียမှရှိတော့ဦးသိနေမယ် ယလိညာဟာချမ်းသာရလို့လည်းမရှိဆင်းရဲရလို့မမှဘဘာဝတရားတို့ရဲ့ကိစ္စတွေပဲမိမိရဲ့ကြည်ယုံသိယုံတတိစိတ်ဟာချမ်းသာဆင်းရဲဘက်ကိုမငဲ့တဲ့အတွက်ဥပ္ပခာ သဘောကိုရောက်သွားပြီပြတ်တာဟုဒလသတိနေရင်ဥပက္ခဖြစ်ပြတ်တဲ့သဘောဝအတိုင်းဘုံဟောသံတမပါရင်ပရမတ်မှန်တဲ့အတွက်ဥပက္ခဖြစ် ဥပ္ပခာဒီဝိပဿနာဥပ္ပခာဝေရဏဥပ္ပခာကနေပြီးတော့ခြင်းခါများစွာအပြက်ကိုယထာဘုဒ္ဓကြာကြာတကယ်ပြည့်ကြောင်းကိုသိလာမြင်လာရင်ရင့်တဲ့ဥပ္ပခာဒီသင်္ခါရဥပ္ပခာဖြစ်သွား မိမိတို့ကိစ္စသည်ရစ်ကျက်အောင်ချိန်ဖန်များစွာလေ့ကျင့်တဲ့ကိစ္စပဲကိုကိစ္စပဲကိုသိပါထောက်ပြန်တဲ့သဘာဝတွေစုထားတဲ့ခန္ဓာကြီးဒီလိုပြည့်စည်နေပါလား ီလိုဆက်မပြပြောင်းလဲပျက်စီးတဲ့သဘောတွေပဲတော့ဆိုးဆိုးမြင်းမြင်းသိနေ အရှုခံဖြစ်တဲ့ခန္ဓာကတော့အပြာဝတ္တပဲဒုက္ခဇနဲ့သူ့သဘောအနတ္တရှုတဲ့ဉာဏ်ကလည်းပဲဒုက္ခဇသွားသိတာပဲရှိတယ်ချုံချယ်မှုကိုကဲမှုဖန်တီးမှုဘာမှမလုပ်ဘူးလူလည်းအနတ္တ အဲ့တော့ဒီလိုသိနေတဲ့အချိန်မှာပြညာအာယုံမဟုတ်တဲ့ကရမအာယုံဖြစ်တဲ့တွင်လုံးဝကိလေသာမဝင်ဘူးဒါဝင်မြတ်စွာဘုရားကဘာဝိတ္တပုရိသာကိလေသာမဝင်တဲ့အသိများများသိအောင်ဟောများပါဣန္ဒြေမြတ်စွာလေ့ကျင့်ပါလို့တိုက်တွန်းတယ် ခန္ဓာရဲ့ပင်ကိုယ်ဒီဘယ်ခါမှဒီတန်းခိုင်မာရစဲတယ်လို့မရှိဘူးသူ့သဘာဝလမ်းကြောင်းသွားနေတာတော်မိပြီလို့လေ့လာတဲ့ညာညာမျက်ချင်မပြသိလာပြီပါ ခန္ဓာရဲ့သဘာဝတရားအမှန်တရားမိမိရဲ့ဉာဏ်နဲ့စိတ်ထဲနှလုံးထဲရောက်ပြီးတော့ယုံကြည်ချက်ခိုင်မာသွားကယူရတဲ့ခန္ဓာကိုလေ့လာတာ ထိုင်တဲ့ဣရိယာပုနဲ့ရှူအောင်မိမိတို့ခန္ဓာရဲ့ပုံပေါ်သဘောတရားထဲမှာထိုင်မှုလည်းပါတယ် ဒီခန္ဓာဆောင်ရွက်တဲ့ကိစ္စမှာထိုင်မှုဟာလည်းပဲဣရိယာပုတစ်မျိုးဒီခန္ဓာရဲ့အနေအထားတစ်မျိုးပဲဒီလိုထိုင်တဲ့အနေအထားနဲ့နေတော့လည်းပဲခန္ဓာကြီးဘယ်လိုရှိတယ်ဆိုတော့လေ့လာဖို့အတွက်ပတိလေးနဲ့ဘီယူဆိုင်ပြီးတော့ခန္ဓာကိုသိနေပါ ရက်ပြီးတော့ခန္ဓာလေးလာတော့ရက်ချင်တဲ့စိတ်ရက်နေတဲ့ယုံယုံလံတစ်ပါးကိုလို့ဒီဖောက်ပြန်ပြီးတော့ပြည့်စည်နေတယ်လို့သိခဲ့အောင်ထိုင်လေးရပုံနဲ့ လေလာတော့အောင်လာရက်လူတောင်းနေတဲ့ခြေတော့ဟောင်သက်သာလို့ဖြစ်သွားဘုရားရခန္ဓာပင်ကိုကတော့မသက်သာကြောင်းပြပြတယ်မိမိတို့ပုဂ္ဂိုလ်သတ္တဝါအနေနဲ့တော့ တောက်မှုကလည်းသက်သာသွားတယ်။အောက်ပိုင်းခြေတစ်ပိုင်းကိုယ်ပြီးတော့အပေါ်တစ်ပိုင်းကဖိတာ။ဒါခန္ဓာရဲ့ပင်ကိုယ်ကိစ္စပဲ။ဒီခန္ဓာကြီးဘယ်မှာနေနေထိုင်မှုကိစ္စလက်စုထိုင်တာ။ ရံမှုလည်းပဲသူ့အနေထားရဥစ္စာလည်းဆိုရက်ထားထိုင်တဲ့နေရာမှာလေ့လာကြည့်တော့အဘယ်ဘက်ကဖိထားတဲ့အောက်တစ်ပိုင်းဟာတောက်မှုတဲမှုဖြစ် ဒါဖောက်ပြန်တဲ့ဘောနေပဲဒီတုံနာရီယူရောနေပစ္စည်းရုပ်ပတိကျဘုပ္ပာဆတ်ကျင်ဘက်တို့ကိုက်ခိုက်ပြီးတော့ဖောက်ပြန်ဖိထားတဲ့ဘောတစ်ပိုင်းကလည်းပဲ တလှုပ်လှုပ်တရွရွတသုံးလို့ကိုလေးစုဟာနဲ့ဖောက်ပြန်ခန္ဓာကိုယ်ဖွဲ့စည်းထားတဲ့ရုပ်ပရမတ်တို့ဟာရက်နေတို့ကဖောက်ပြန်ကလေးထိုင်နေတို့လည်းပဲသုကိစ္စသူပဲဖောက်ပြန် ရက်တော့ကဖောက်ပြန်လို့ထိုင်တဲ့အခါဖောက်ပြန်မှုမရှိတော့ဘူးလို့ဒီလိုမဟုတ်ဘူးဒါသစ္စာတရားအမှန်မဲ့အရှိပဲရက်နေတော့ရက်ဖောက်ပြန်မှုအုတ်ထိုင်လို့ထိုင်ဖောက်ပြန် တောင်းတဲ့တင်းတဲ့အေးတဲ့ပူတဲ့သဘောတရားတွေခန္ဓာမှာဖြစ်တယ်။ဒါတွေဣရိယာပုဒ်သာကြောင်သွားခန္ဓာရဲ့အတွင်းသဘောတရားတွေမပြောင်းဘူး သူ့စကားကလမ်းကြောင်စုရဲ့ပင်ကိုသဘောတိုင်ပဲဖောက်ပြန်ကြမိမိတို့လေ့ကျင့်ထားတဲ့အသိဉာဏ်ဖောက်ပြန်တယ်ဖောက်ပြန်တဲ့သဘောပြီးနေပါ သစ္စာဆိုတဲ့အမှန်တရားနဲ့ပေါ်စီးထားတဲ့ခန္ဓာဖြစ်တဲ့အတိုင်းမင်းတို့လေ့လာထားတဲ့ဖောက်ပြန်မှုပါပုံမဖြစ်ဘူးထိုင်လို့လည်းပဲဒီဟောတရားတွေဖောက်ပြန်နေတာဒီတော့ဒီခန္ဓာကိုယ်ကြီး အောက်ပြန်တဲ့သဘောတရားတွေဘယ်လိုနေနေအဆက်မပြတ်ဖောက်ပြန်နေတယ်လို့မှတ်စေ။ဖောက်ပြန်တိုင်းသောသဘောတရားတွေလည်းပဲပြည့်တယ်လို့သိစေ ောက်ပြောင်မှုတွေရဲ့ခုလောစဉ်တိုင်းပြက်သွားတာဟုရှုနေပါပြက်တဲ့သဘောကိုပြီးပြီးပြင်းပြင်းမမြင်သေးရင်အောက်ပြန်တဲ့သဘောထင်ရှားတဲ့နေရာမှာညာစူးစားရပြီးတော့ရှုပါ ခန္ဓာကိုယ်အောက်ပိုင်းဟာအပေါ်ပိုင်းဖြစ်ထားတဲ့အတွက်လေးလံတောင်းတင်းဟုတ်တယ်တောင်းဖောက်ပြန်တယ်လို့မျက်ချင်မပြတ်သလိုအပေါ်ပိုင်းရဲ့တေရွရွတရှိရှိတစုတ်စုတ်

လွတ်သွားတဲ့ကိစ္စမရှိပါလားလို့ယုံကြည်ချက်ဖြစ်ဖို့အတွက်အဝိရပဋ္ဌာန်းနည်းခန္ဓာလေးပါထိုင်ရဆိုတာပြညာပဲ ပရမဖြစ်တဲ့ဟောက်ပြန်မှုလို့ဘာစုခွေမြုပ်ပြီးတော့ထားတဲ့ဘုံထိုင်တယ်လို့ပြောတာခန္ဓာရဲ့သန္တန်ဒီဘယ်ပုံပဲနည်းပြောင်းလဲနေနေဘာသာတရားတွေကပုံမှန်မယ် မိမိတို့ကသဘာဝရှိတယ်ပုံမှန်ပုံမှန်အတိုင်းသိအောင်ဘူတံဘူတတော်အတိုင်းသိအောင်ပတိလေးတဲ့ခရူးတဲ့ဆိုင်ကာပြီးတော့ကိုယ်ခန္ဓာကြောင့်ကိုယ်သိဖို့လေ့လာရင်းလုပ်တာ ီခန္ဓာကြီးပေါက်ပြန်တဲ့သဘောတရားကြီးပျက်စီးနေလို့ဒီစစ်ရတော်ရာစရာမဟုတ်သလိုယူရရစရာလည်းမရှိတတ်တာထိုးထိုင်းနဲ့ထိုင်းနေဆိုးတဲ့ပေါက်ပြန်မှုသဘော၌ဒုက္ခချမ်းသာလို့ကောင်းသာတန်သာယဘူလို့ကောင်းနောက်ပါလို့မမြင်

ယထာဘုဒ္ဓကြာကြတော်တော်ကြောင်လေ့လာမိတယ်တော်တော်သာဝိကရှိဖို့ကောင်းတဲ့ခန္ဓာသိတတ်တာစိတ်သိတတ်တဲ့စိတ်ကခိုင်းမမြနှိုးစော်ပြတိုက်တွန်းမမြစိတ်စော်ပြအားလုံးလိုက်လို့ တော့ယန္တသုတ္တဝတိနိဝဆိုတဲ့ယုတ်သေးယုတ်ကျိုးဆိုးလိုက်တဲ့အယုတ်ကလှုပ်ရှားတယ်သူကြီးပဲဆက်တယ်ဒီခန္ဓာကြီးဘာမှမလုပ်တော့ယုတ်ပြဆိုပေါက်ပြန်ချက်သူဝိစာပဲသူလှုပ် စိတ်ကထိုင်ခြင်းလို့ထိုင်လိုက်တော့လည်းပဲရုပ်တရားဆိုတာခွေပြောပြီးတော့လို့ပေးရစိတ်ခိုင်းတဲ့အတိုင်းသူလှုပ်ပြီးတဲ့နောက်သုခိစ္စသူလှုပ်ပေါက်ပြန်လိုက်ပြက်လိုက်ပေါက်ပြန်လိုက်ပြက်လိုက်စိတ်ရပြီးတဲ့အမိန့်ကိုလည်းသူလောကံလို့မရအဲ့ဒါလည်းလှုပ်လိုက်တယ်ဒုက္ခဆာလည်းသူလို့ စိတ်ကထိုင်ခြင်းနဲ့ထိုင်ပြလိုက်ထိုင်ပြီးတော့သုခိစ္စကိုဆက်ပြီးတော့ဖောက်ပြန်လိုက်ပြက်လိုက်လို့ဒီခန္ဓာလေးလာတဲ့ညာဟာထိုင်လိုက်တော့လည်းပဲသူတနည်းတူပြောင်းလဲမလားလို့ကြည့်တာမပြောင်းလဲပါဘူးဥပ္ပရမပဲသူစစ်စာ အဲ့တော့မပြောင်းလဲလို့မပြောင်းလဲတဲ့အတိုင်းမရှိတယ်။အောက်ပြန်တဲ့သဘောကြီးပြက်နေတယ်။ဒါပဲလို့ခန္ဓာကြီးသူ့ရဲ့ပြဿခန္ဓာဖို့ဝင်ဖြစ်တဲ့စိတ်ရဲ့ တိုက်ကုန်မှုစေဆုံးမှုဒီအရာကသူပြောင်းလဲပြီးတော့ပြေးတာဒီပြင်တဝူးတယောက်သောပုဂ္ဂိုလ်သတ္တဝါကသူ့ရဲ့ကိစ္စကိုမလုံနိုင်အောင်တားဆီးမှုကောက်ဝတ်လို့တားမရဘူးဘလူမမရစိတ်ကလည်းပဲ ဘုရားဝရှိသောစေဆိုတိုက်တွန်းရုံမှတပါးရုပ်ဘဝတို့ရဲ့ဖောက်ပြန်ချက်ကိုမဖောက်မပြန်အောင်ပြင်ပြလို့ရမရဒါတော့မရဘူးဘုရားယောင်လေးလာတဲ့ဉာဏ်ဟာခန္ဓာရဲ့ဖောက်ပြန်မှုသဘောရဲ့အနတ္တဖြစ်ဖို့ ဘယ်ဘာပြုပြန်လှုပ်ဆောင်လို့မရဘူးမရလို့သဘာဝတရားဖြစ်ပုံဒါ၄သိနေအဲ့ဒီသဘောတရားကြီးစုပေါင်းပြီးတော့ထားတာအမိန်ပေးတတ်တဲ့စိတ်ကလည်းပဲအမိန်ပေးပြီးသူကပြည့်အမိန်တဲ့ဆောင်ရွက်တဲ့ဖောက်ပြန်မှုကလည်းဖောက်ပြန်ပြီးတော့ပြည့် အားလုံးအနစ်သာရကလေးယူเสียမရရเสียမရှိတဲ့ရုပ်နာခန္ဓာပဲဒီသည့်မျိုးအသည့်ရဲ့ဉာဏ်နဲ့မှဆွေးပြေးသွားရှိပါခန္ဓာရဲ့ပင်ဝစကားဝါတို့ထိုင်လေးပဲမကောင်းဘူးတောက်တွေ့သွား